ဂျရဂီဂျဲဝင်ရီဒစ်ကိုခေါ်ယူဖို့အေဂျင့်ဂျော့ဂျ်မန်ဒက်စ်နဲ့အာဆင်နယ်အသင်းတို့ဆွေးနွေးနေဗောလုံးချက်သူများအတွက်ကျွန်မတို့ရဲ့1 million channel တွေများပြောင်းနေကြဆောင်ပါမယ်။အာဆနယ်သင်းဟာဂျူဝင်တက်စ်အသင်းကတူရကီဂျဝင်ကစားသမားဂီနရီဒစ်ကိုခေါ်ယူဖို့အေဂျင့်ဂျော့စမန်ဒက်စ်နဲ့စတင်ဆွေးနွေးနေပြီဖြစ်ကြောင်းဥရောပမီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။တိုင်းစစ်ကစားသမားရီဒစ်20နှစ်ကဂျူဝင်တက်စ်အသင်းမှာခြေစွမ်းပြနေတာကြောင့်ခေါ်ယူလို့တဲ့ထိပ်သီးအသင်းတွေများစွာရှိနေပြီးဂျူဝင်တက်စ်အသင်းကလည်းတက်တန်းတိုးနိုင်ဖို့ကြိုးပမ်းနေကြောင်းသိရပါတယ်။ ဂျူမင်တက်စ်အသင်းက Redis ကို2029ခုနှစ်အထိစာချုပ်ထုတ်ဆိုထားပေမဲ့ထိပ်သီးသင်းနှစ်ရဲ့ပြည့်မှတ်ကစားသမားဖြစ်နေတာကြောင့်တက်တန်းတိုးဖို့ကြိုးပမ်းနေခြင်းဖြစ်ပြီး Redis ကတော့ဘလုံးကိုသာအယုံဆိုင်လိုတာကြောင့်စာချုပ်တစ်ထွက်ဆွေးနွေးလိုခြင်းမရှိသေးတဲ့အကြောင်းသိရပါဗျာ။ ဒီချိန်ထဲမှာ Chelsea တင်းက Redis ကို Euro 80နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေသလို Arsenal တင်းကလည်းအချင်းဖြစ်သူထံချင်းကန်းလာခြင်းဖြစ်ကြောင်းသိရပါတယ်။ Redis ကို Liverpool နဲ့ Real Madrid တို့ကလည်းစောင့်ကြည့်နေပြီး Redis အနေနဲ့လာမယ့်2026ခုနှစ်မှာအသင်းသစ်တစ်သင်းကိုရွေးချယ်ဝယ်ရှိကြောင်းထင်ကြေးပေးမှုတွေလည်းထွက်ပေါ်နေပါတယ်။